င်တော့အခွင့်အရေးမပြုံမေးတာအဲဒီတစ်ခေါက်ကကျွန်တော်တို့ဒါကိုနေတိုးဆိုတာလဲဒါကျွန်တော်ရဲ့ယေရှုရှင်ဆိုပြောလို့လဲမမှားဘူးကိုနေတိုးကြောင့်ဒီစကားလေးကိုနေတိုးကျွန်တော်ကိုခေါ်ရိုက်ခဲ့တယ်ခေါ်ရိုက်ခဲ့ပြီးတော့အောင်မြင်မှုတွေအများကြီးဒါပရိသတ်စီကနေရရှိခဲ့တယ်ဆိုတော့ဒီအော်ကျွန်တော်ရဲ့အောင်မြင်မှုကလည်းအောင်မြင်မှုကဒါကိုနေတိုးရဲ့ယေရှုနဲ့ဒါမကင်းဘူးအဲဆရာလိုမျိုးပဲတတ်မှတ်ပါတယ်အခုလေဒါအရင်လေးစားအားကြရတဲ့ဒါပုဂ္ဂိုလ်တူကိုတွားကြောခွင့်ရလို့လဲယေရှုတင်ပါတယ် အာဒီနေ့ကတော့ဒါလာတိနေလာတိနေမှာကျွန်တော်ဒါရှေဘုံပွင့်ဒါဖရားပေါ့နော်ပဇွန်တော်မြို့နယ်ရှေဘုံပွင့်ဖရားမှာကျွန်တော်စေတနာလူမှုကူညီအသင်းနဲ့ဒါကျွန်တော်တို့ခဏသားသမီးတွေစုပေါင်းပြီးတော့ဒါအလူလေးဖြစ်ပါတယ်ဒီအလူကတော့ကျွန်တော်ထမင်းရဲ့ဒါငါးတက်တာရဲ့ဒါအချင်းလေးရဲ့ပေါ့နော်ဒါလေးကျွေးရပါဟုတ်ကျွန်တော်တို့ဒီအသင်းနဲ့ကျွန်တော်တို့ကဟိုလာတိုင်းပေါ့နော်လာပြီနေတိုင်းဒီရှေဘုံပွင့် ဒါမှမဟုတ်ဘူးတစ်ထောင်မှအမြဲတမ်းတူဖြစ်တယ်ပေါ့အာအဓိကအကြောင်းကြီးကလည်းဒါဥပုသေတွေဒါမနက်ခင်းနေ့ကဒါဥပုသောက်ပြူကြတယ်ဒါဖျားလာကြတဲ့အာဒါဟောဘောနော်ရဟန်းတန်ဃာတွေရှိတယ်ဒါဥပုသေတွေရှိတယ်အာဒါသူတို့ဒါဥပုတရားနာပြီးတော့ဟိုအရန်မောပြီးတော့ညောင်းနေတဲ့အချိန်ပေါ့တို့တွေကဒါအာဟာရဒါနာတွေပြုပေးတာပေါ့ဟုတ်ရင်ကတော့ဒါဟိုတစ်ခုခုပေါ့ ဟိုငွေမကူနိုင်လို့ရှိရင်ဒါလူကူဆိုပြီးတော့ဒါလူကူတိုင်းဒါဝင်ကူဖြစ်ပါတယ်အဲဒါပေမဲ့အခုကတော့ဘလို့ဟိုကျွန်တော်လည်းအရင်တည်းကပေါ့နော်ဒါလူချင်းတန်းချင်းနဲ့ဒါစိတ်ဆန္ဒလေးရှိတော့ဒီတစ်ခါတော့ကိုယ်လည်းဒါပတ်စံရှိရခြင်းဒါအလူလေးတွေပဲလှုပ်ဖြစ်မယ်ဆိုပြီးတော့ဒါအသိမှဒါပထမဆုံးလူရပါပေါ့နော်ဒါနောက်ထပ်အဲထက်လူမဲ့နေရာတွေရှိပါသေးတယ်ပရိုက်တာလှုပ်တွေလှုပ်ရတာဟိုဝါသနာလည်းပါတယ် အဲကြိုက်လဲကြိုက်တယ်ပေါ့နော်ဟိုကိုကိုရိုင်းဒါလှုပ်ဆောင်ရတဲ့အချိန်မှာလည်းအတွေ့အကြုံတွေအများကြီးရတယ်ပေါ့နော်ဒီအသင်းကိုရောက်ပြီးတော့မှဒါပရာဟိတအာအလုပ်တွေနဲ့ပတ်သက်ပြီးတော့ဟိုပို့ပြီးတော့နားလဲခဲ့တယ်ပေါ့နော်ဒီကအကူတွေအကူတွေဒါ ဦးလေးတွေပေါ့နော်ဒါတို့တို့နေမိသားစုတော်ဖြစ်နေပြီပေါ့တို့တို့တွေအာတင်ပေးတာတွေပြောပြတာနားထောင်ပြီးတော့ကိုလည်းတော်တော်နားလည်ခဲ့တယ်အာကျေးဇူးလက်တင်နဲ့ကိုလှုပ်ရှင်တဲ့အလုပ်ကိုထဲထဲဝဝင်လုပ်လို့ရအောင်လို့ဒါဟိုတွဲဖော်ပြီးတဲ့ဒီအတင်းရပေါ့နော်ကျွန်တော်တို့ဒါမန်နေဂျာတွေဒါအတင်းသားတွေအားလုံးကျေးဇူးတင်ပါတယ်အဲသတင်းချက်ကတော့ငငယ်ကတော့ဒါအဲမိဘရင်နဲ့ဒါလူကြီးသူမတွေဒါပတ်ကြော်ကြတယ်ဒါဟိုဒါကတော့ကျွန်တော်တို့ဒါမြန်မာလူမျိုးတွေဒါအစင်လာတိုင်းပဲပေါ့ငယ်ငယ်ကလည်းဒီလိုပါပဲ အဲအမေတို့ဖေတို့နဲ့သွားရတယ်အဖိုးဘွားတွေစီသွားရတယ်အတော်ဦးလေးတွေစီသွားရတယ်အဖိုးလေးအဖွားလေးစီပက်သွားပြီးတော့ဒါဟိုပက်ကတော့ဗောနော်ဒါဘာမဘိုးတွေယူဗောဟိုဘိုးဘိုးဘလောက်ရတယ်ဘလောက်ရတယ်မောင်နှမတွေအာအနေကဘလောက်ရတယ်ငါတို့ဘလောက်ရတယ်လူလေးဗောပြောဟိုပြောရှင်ညာခိုက်တဲ့လေးနေတာငယ်ဘွားကတော့ဒီတိုင်းလေးပဲဖြတ်တန်းခဲ့ပါတယ်နေတော့အခွင့်အမကြုံသေးတာအဲဒီဒီခေါက်ကကျွန်တော်တို့ဒါကိုနေဒိုးဆိုတာလဲဒါကျွန်တော်ရဲ့ယေရှုရှင်ဆိုပြောလို့လဲမမာဘူး ိုကျေးဇူးရှင်ပါဟိုဘာလို့လဲဆိုတော့ကိုနေတို့ကြောင့်ဒီစကားလေးကိုနေတို့ကျွန်တော်ကိုခေါ်ရိုက်ခဲ့တယ်ခေါ်ရိုက်ခဲ့ပြီးတော့အောင်မြင်မှုတွေအများကြီးဒါပရိသတ်စီကနေရရှိခဲ့တယ်ဆိုတော့ဒီအော်ကျွန်တော်ရဲ့အောင်မြင်မှုကလည်းအောင်မြင်မှုကဒါကိုနေတို့ရဲ့ကျေးဇူးနဲ့မကင်းဘူးအဲဒါကြောင့်ကျွန်တော်လေးစားအားကြရပြီးတော့အာဒါအမြင်နဲ့ဒါအတူယူရတဲ့ကိုရဲ့နာဆရာလို့ပေါ့နော်ကျွန်တော်ကတော့ဆရာလို့ဟိုဆရာလို့မျိုးပဲသတ်မှတ်ပါတယ်အခုကိုလေ ဘာလို့ဆိုတော့ကျွန်တော်တို့ဒါအကိုရဲ့စကားတွေကြည်ရတယ်ဒါလိုက်လေးလာရတယ်ဒါကတော့ဟိုမြင်အမြင်နဲ့ပေါ့နော်ဟိုကိုနေတို့ဒီအဲ့တော့လည်းသုံးမလိုက်သေးတယ်သုံးမတယ်စုတွေပေးတာပေါ့နော်အဲ့ချိန်မှာတော့ဟိုအရန်တော့အရန်ပြော့တာပေါ့အဲစုတွေပေးတယ်ကိုဒါအရန်လေးစားအားကြရတဲ့ဒါပုဂ္ဂိုလ်တူကိုသွားကြောကွင်းရလို့လဲကျေးဇူးတင်ပါတယ်အားစုတွေပေးပြီးတော့ဘယ်လိုသုံးမလဲခဲ့ကြောသုံးမဘာလို့သုံးမလဲ အဲအဲ့လိုတော့ဆုံးဆုံးမဆုံးတော့ဆုံးမဆုံးမလိုက်ပါဘူးရိုင်းမို့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါလေးပေါ့ကျွန်တော်တို့ဒါကံကြံဝိရိယစူးစမ်းမယ်အားထုတ်ပါမယ်ပြီးစုရတော့အများကြီးပေးပါအမင်းနဲ့တင်းဆောင်ပြပါပါသေးတယ်ဖြစ်ပါသေးတယ်လည်းပါသေးအဲအမေစီကတော့ဒီလာဗင်းနေ့နောက်ပိုင်းပေါ့ဒီ၁၀ရက်နေ့မတိုင်ခင်လောက်တောက်ပြမယ်ဗျအဖွားစီကတော့ဒါဒီရက်ပိုင်းလေးပေါ့ အဲအဲ့မော်အဲ့မော်ဟိုတခါလေးကြာရင်ဟိုမကတော့ဖြစ်တဲ့နှစ်တွေရှိရပါတော့မကတော့ဖြစ်တဲ့နှစ်တွေရှိရဲအပြင်ရင်းရောက်သွားတော့နည်းနည်းဒီဘက်ကအမျိုးတွေနေနည်းနည်းဝေးกว่าပါလေဝေးกว่าတော့အဲတိတ်တယ်မကတော့ဖြစ်ပါဘူးဒီရောက်တော့မှသာတိတ်တိတ်ချာလေးကတော့ဖြစ်တာပါ